အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ပြောပြချင်တာကတော့မနေ့ကပြီးသွားတဲ့ယူကရိန်းရုရှားတွဲဆုံရင်းချမ်းရေးအတွက်တွဲဆုံဆွေးနွေးပွဲအကြောင်းလေးကိုပြောပြချင်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲရုရှားနိုင်ငံကယူကရိန်းနိုင်ငံကိုပြီးခဲ့တဲ့၃နှစ်လောက်ကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ကျူးကျော်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ယူကရိန်းနိုင်ငံကနေတိုးအဖွဲ့ဝင်အဖြစ်နဲ့ဝင်ရောက်မယ်လို့ ပြောတဲ့အတွက်ရုရှားဘက်ကဝင်ရောက်ချင်းကိုသဘောမတူခဲ့ပါဘူး။ဒါကြောင့်မလို့အဲ့ဒီသဘောမတူညီမှုကိုလက်တွေ့ပြတဲ့အနေနဲ့ယူကရိန်းနိုင်ငံကိုရုရှားနိုင်ငံကကျူးကျော်ခဲ့တာပဲဖြစ်ပါတယ်။အရင်နှစ်တုန်းကလည်းကရိုင်းမီးယားဒေသကိုရုရှားကသိမ်းပိုက်ခဲ့ခုပါလား။ဒါတွေကတော့ထားပါတော့။အခုဒီယူကရိန်းရုရှားစစ်ပွဲနဲ့ပတ်သက်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာတဲ့အချိန်မှာဒီစပွဲကိုရက်ဖို့ ရင်းရဲရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။သိပြီးတဲ့အတိုင်းပဲယူကရိန်းသမရကိုနေပြီးအိမ်ပြည်တော်ကိုခေါ်တယ်။တရားစာတအတွက်စာချုပ်ချုပ်တယ်ဆိုပြီးတယောက်နဲ့တယောက်ပြဿနာတွေတက်စကားတွေပြကြပြီးတရေတောက်တွေရှိမှာအချက်ကိုကြွေးရတဲ့သမိုင်းဝင်အိမ်ပြည်တော်ရံပွဲတွေ့ခဲ့ရပြီးလည်းဖြစ်မှာပါ။အဲ့လိုအကြိမ်ကြိမ်ဆွေးနွေးကြပြီးရှေ့ပိုင်းမှာလည်းအမေရိကန်နိုင်ငံသားကြီးဝန်ကြီးကလည်းဒီ Saudi Arabia နိုင်ငံမှာအကြိမ်ကြိမ်ဆွေးနွေးမှုတွေအမေရိကန်နဲ့ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့အဖြေဒီရက်လက်တွေမရသေးပါဘူးအဲ့လိုနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာယူကရိန်းကိုရုရှားအမေရိကန်ကကူညီမှုတွေရပ်ဆိုင်းလိုက်တဲ့အတွက်ယူကရိန်းနိုင်ငံအနေနဲ့ဆက်လက်တက်ခတ်ဖို့အခက်အခဲတွေအများကြီးရှိတော့ပါတယ်အရင်သမ္မတဟောဂျိုးဘိုင်ဒန်လက်ထက်ကတော့စီးရီးအကူအညီတွေပေးခဲ့ပြီဖြစ်နောက်ပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာတဲ့အချိန်မှာအကူအညီတွေမရခဲ့တော့ဖြစ်ပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ EU အဖွဲ့ဝင်နိုင်ငံတွေကလည်း မေရိကန်ကိုအမျိုးမျိုးပြောပြောဆိုနားချပြီးပဲလဲအစီအမပြေမှုတွေဖြစ်ခဲ့ပါဒါကြောင့်မလို့ EU နိုင်ငံတွေကလည်းသူတို့ဘက်ကတက်နိုင်တော့ယူကရိန်းနိုင်ငံကိုလက်နက်အင်အားတော်တော်များများထောက်ပံ့အခုရဲ့ပိုင်းမှာထောက်ပံ့ပေးနေတာရှိပါအဲ့တော့ EU အဖွဲ့ဝင်နိုင်ငံတွေကရုရှားကိုပရက်ရှာပေးတဲ့အနေနဲ့နှစ်ယောက်တွဲဆုံဆွေးနွေးပွဲပြုလုပ်ပါတွဲဆုံဆွေးနွေးပွဲကိုအများဆုံးမပြုလုပ်ဘူးဆိုရင်အရင်ပိတ်ဆို့ထားတဲ့ပိတ်ဆို့မှုတွေကိုထပ်မံတိုးမြှင့်ပြီးလုံးတော့မယ်လို့ ရုရှားကိုချိတ်ချော်ပြောဆိုလိုက်ပါရုရှားမှာလည်းတည်တဲ့အတိုင်းပဲအမေရိကန်ရဲ့ပိတ်ဆို့မှုတွေဥရောပနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေဒါကိုသူခံနေရအတွက်တွက်ကြောက်နိုင်ငံအတွင်းမှာစီးပွားရေးရောတချို့အကျအတဲတွေသူတို့ပြည်သူတွေမှာရင်ဆိုင်နေရပါတယ်ငွေရေးကြေးမှာလည်းရုရှားငွေကြေးကိုကမ္ဘာငွေကြေးစည်းရင်းတွေကနေပြီးတော့ခဏပေးထုတ်ထားသလိုဖြစ်နေပါတယ်ဒါကြောင့်မလို့ရုရှားနိုင်ငံကသူတို့အကျအတဲတွေရောက်နေတဲ့အချိန်မှာထပ်ပြီး EU နိုင်ငံကပုံပုံပြင်းထန်တဲ့ပိတ်ဆို့မှုတွေပြုလုပ်မယ်ဆိုတဲ့အချိန်မှာ ရုရှားသမ္မတပူတင်ကနေပြီးတော့တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်ဆိုပြီးသူကစတင်ပြောဆိုခဲ့ပါတယ်။အဲလိုတွေ့ဆုံဆွေးနွေးပွဲပြုလုပ်မယ်လို့ပြောဆိုပြီးတဲ့အချိန်မှာပဲအခုတူရကီနိုင်ငံကအစ္စတန်ဘူမြို့မှာဆွေးနွေးပွဲပြုလုပ်ဖို့အတွက်တူရကီနိုင်ငံကစတင်ပြီးဒီပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်ကြပါတယ်။အလုံးကထင်ထားတဲ့အတိုင်းပဲရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇာလန်စကီတို့တွေ့ကြပြီးတော့ထိတ်တဲ့ဆွေးနွေးမှုတွေပြုလုပ်ကြမယ်လို့ထင်ပါတယ်။အဲလို ဆွေးနွေးမှုတွေခေါင်းဆောင်နှစ်ယောက်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်မယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းသူရောက်နေတဲ့အရှိအလက်ပိုင်းခီးစဉ်ကနေအများဆုံးဒီဆွေးနွေးပွဲကိုသူကိုယ်တိုင်လည်းလာရောက်တက်ရောက်မယ်လို့သူကပြောဆိုခဲ့ပါတကယ်တမ်းပွဲလည်းနီးလာတဲ့အခါကျတော့ရုရှားသမ္မတပူတင်ကအဲ့ဒီပွဲကိုသူမတက်တော့ဘူးသူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ဒုဝန်ကြီးဒီနဲ့တခြားစစ်ဖက်ဆိုင်ရာဝန်ကြီးအဖွဲ့အစည်းတွေကိုဆေးလွတ်လိုက်တာကိုကိုယ်စားလှယ်အဖြစ်နဲ့ဆေးလွတ်လိုက်တယ်တွေ့ရပါတယ်အဲ့ဒီခါမှာရခင်က ယူကရိန်းသမ္မတဇာလန်စကီးကငါတော့ပူတင်နဲ့တွေ့ကျင်တယ်ကွာဆိုပြီးပူတင်ကိုစောင့်နေတယ်အစင်သင့်ပဲလို့သူကစိန်ခေါ်ပြောဆိုခဲ့တဲ့အတွက်အဲ့ဒီပွဲမှာပူတင်မလာတဲ့အတွက်သူကလည်းငါဒီပွဲကိုငါလည်းမတက်တော့ဘူးဆိုပြီးသူ့ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးကိုဥဆောင်သူအဖြစ်နဲ့စေလွှတ်လိုက်ပါတယ်တကယ်တမ်းဆိုရင်ရုရှားသမ္မတပူတင်ကသူဒီပွဲကိုတက်တင်ပါတယ်အဆုံးဖြတ်ပေးနိုင်တာလေသူတို့နှစ်ယောက်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့တနည်းက တူရကီနိုင်ငံကိုတွားရောက်နေတဲ့အမေရိကန်နိုင်ငံသားဝင်ကြီးဖြစ်တဲ့ရူဘီယိုကဒီပွဲနဲ့ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့တော့ကောင်းမွန်တဲ့ရလက်တွေထွက်လာမယ်မဟုတ်ထွက်လာမှာမဟုတ်ဘူးဆိုတာသူကြိုသိနေတဲ့အတွက်ကြောင့်သူကိုယ်တိုင်ကလည်းဒီရုရှားသမ္မတပူတင်ကိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်ရိုက်တွေ့ဆုံမှာပဲဖြစ်တော့မယ်လို့သူတို့တိုက်ရိုက်တွေ့ပြီးပြောဆိုမှာပဲဖြစ်တော့မယ်လို့သူကထုတ်ပေါ်ပြောကြခဲ့ပါတယ်အဲ့တော့ အဲ့ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးမနေ့ကတောက်ကြနေမှာတွေ့ဆုံခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲဟာရုရှားနဲ့ယူကရိန်းနဲ့မိနစ်60ကြာဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးမှုပြုလုပ်တဲ့နေရာကတော့တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဆွေးနွေးကြတာဖြစ်ပါတယ်။အားလုံးနဲ့တည်ပြီးသားဖြစ်မှာပါ။ဥရောပတိုက်ကြီးမှာတော့ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်းမှာလူအသေးအပြောက်အများဆုံးဖြစ်ခဲ့တဲ့၃နှစ်ကြာ စစ်ပွဲကြီးဖြစ်တယ်လို့သုံးသပ်မိပြီးတော့မနေ့ကတောက်ကြံနေမှာတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတယ်။ရုရှားကယူကရိန်းကိုကျူးကျော်ဝင်ရောက်ပြီးတဲ့နောက်ပိုင်းမှာပထမဆုံးအကြိမ်ဖြစ်အစ္စတန်ဘူမြို့ရဲ့ကမ်းရိုးတန်းမှာရှိတဲ့အော်တိုမန်အင်ပါယာခေတ်တုန်းကတည်ရှိနေတဲ့နန်းတော်ထဲမှာတွေ့ဆုံပွဲကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။ခမ်းမာတွေကိုဝင်လာကြတဲ့ယူကရိန်းကိုယ်စားလှယ်တွေနဲ့ရုရှားကိုယ်စားလှယ်တွေဟာ တယောက်နဲ့တယောက်လက်ဆွဲနှုတ်ဆက်မှုတွေတော့မပြည့်လို့ကြပဲနဲ့ကိုယ့်ခုကိုယ်အတီးတီးဝန်ထိုင်လိုက်ကြပါတယ်ပြီးတော့အခန်းထဲမှာလဲယူကရိန်းအလန်ဒီရုရှားအလန်ဒီနဲ့တူရကီအလန်ဒီကိုလွှင့်ထူထားတာကိုလည်းတွေ့ရှိရပါတယ်အခမ်းအနားစတဲ့အချိန်မှာတူရကီနိုင်ငံသားဝင်ကြီးကဘာပြောလဲဆိုတော့ဒီဆွေးနွေးပွဲမှာလမ်းနှစ်လမ်းရှိတယ်ပထမတလမ်းကတော့ရဲရဲရဲကိုဥတီသွားမဲ့လမ်းနဲ့ ်နောက်တလန်းကတော့လူအသေးပြောက်တဲ့ပြက်သုံးချင်းဆိုတဲ့လမ်းကိုဖြစ်တယ်အဲ့တော့အဲ့လမ်းနှစ်လမ်းအတွက်ဆွေးနွေးရမှာ ဖြစ်တယ်လို့သူကဖွင့်ပွဲအစမှာထုတ်ဖို့ပြောကြခဲ့ပါဆွေးနွေးပွဲမှာရုရှားဘက်ကနေပြီးတော့လက်မခံနိုင်တဲ့တောင်းဆိုချက်အစ်စ်တွေတောင်းဆိုတယ်ဆိုပြီးတော့ယူကရိန်းဘက်ကကိုယ်စားလှယ်တွေကထုတ်ဖို့ပြောကြခဲ့ပါပြီးတော့အခုဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲဟာလည်းမြင်သာထင်ရှားတဲ့ရလဒ်ဒီထွက်ပေါ်လာခြင်းမရှိဘူးလို့ဆိုပေမဲ့လည်းစစ်သုံးပန်းလဲလှယ်ရေးမှာတော့သဘောတူညီမှုတွေရရှိခဲ့ကြပါတယ်ရုရှားဘက်ကယူကရိန်းစစ်သုံးပန်းတွေကိုတထောင်ပြန်လွှတ်ပေးမယ်လို့သူတို့ဘက်ကသဘောတူညီမှုရယူခဲ့ပြီးတော့မကြခင်မှာပြစ်လွတ်မယ်လို့အဲ့ဒီဆွေးနွေးပွဲကိုဥဆောင်တက်ရောက်တဲ့ယူကရိန်းကာကွယ်ရေးဝန်ကြီးကထုတ်ပေါ်ပြောကြားခဲ့ပါတယ်ဒါအားလည်း ဆွေးနွေးပွဲရဲ့ပထမခြေလှမ်းတစ်ခုလိုပဲပြောလို့ရပါတယ်။ကောင်းတဲ့သတင်းတွေဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ယူကရိသမ္မတဇာလန်စကီနဲ့ရုရှားသမ္မတပူတင်တို့ထပ်မံတွေးဆမှုတွေဖြစ်ပေါ်လာနိုင်ပြီလို့သုံးသက်သူတွေကလည်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အရင်ဆွေးနွေးပွဲမတိုင်ခင်တည့်ရက်လိုလောက်ကရုရှားနိုင်ငံကနိုင်ငံခြားရေးဝန်ကြီးကယူကရိန်းသမ္မတဇာလန်စကီကိုလူချင်းတော်အရှုံးသမားဆိုပြီးလှောင်ပြောင် ပြောဆိုခဲ့တာရှိပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့သူတို့တွေကဇာလန်စကီလိုပဲပြန်လဲတုံးဆွဲနေကြတာကိုတွေ့ရှိရပါတယ်။အပြောအဆိုတွေပြောင်းသွားကြတာကိုလည်းတွေ့ရှိရပါတယ်။နှစ်ပတ်စလုံးကရင်းရည်စွနုပဲပြုတ်လို့ချင်တဲ့ဇာနာဒါလောက်ကြီးမရှိဘူးလို့ထင်သိရပါတယ်။အဲ့လိုနှစ်ပတ်စလုံးရင်းရည်စွနုပဲပြုတ်လို့နေတဲ့အချိန်မှာပဲအရှိအလေပိုင်းကိုရောက်နေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကငါတော့ပူတင်နဲ့ဓာတ်ရိုက်တွေ့အောင်တွေ့ပြီးဆွေးနွေးမှာပဲဖြစ်တော့မယ်လို့သူထုတ်ဖော်ပြောကြားခဲ့တာလေသိရှိရပါတယ်။ဒါကြောင့်မလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဒီအတွင်းမှာတွေ့ဆုံဆွေးနွေးမှုတွေရှိလာနိုင်တယ်လို့ခံမှန်းသုံးသပ်မိပါတယ်။ကျွန်တော် channel လေးကိုကြိုက်တယ်ဆိုရင် secret နဲ့ duty ခေါင်းလုံးလေးတွေနှိပ်ပြီးထားပါဦးခဗျာ။အားလုံးကျမ်းပါပြီ။ ရန်သူမျိုး၅ပါးအန္တရာယ်ကကြီးဝေးကြပါသည်ခင်ဗျာ။